ားလုံးပဲမင်္ဂလာပါဗျာ။ဆိုင်းလက်တရင်ထားမှာပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာ။ကုတင်စားပေးမယ်ရုပ်တံပြီးတော့ဖိုင်ရတော့ပြီးပါကနေပြီးဒေါ်လာရေးလုံနေတဲ့သူတွေပြည်တွင်းကပြည်သူတွေကိုသနာဖို့ပြောရတဲ့မျိုးသမီးတွေရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒါမှမျိုးသမီးအဲဒီကြောင့်လည်းဆက်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းဆိုင်းလက်တရင်ထားမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ စကားနည်းနည်းပြောခြင်းနဲ့ကျမကိုမုန်းရင်မုန်းကြပြိတ်စေတက်ချင်တဲ့သူတွေလည်းလာတက်ပြိတ်စေကျမအသက်40ကျော်နေပြီဒီဝါလဲတန်နေเนาะဘာဖြစ်လို့လဲဆိုတော့เนาะငင်းချင်ရေးလုပ်ငန်းစဉ်ကိုပဲကျမကတော့သဘောကျတယ်နော်ကျမပြောတာမှန်လားမှားလားလာဆဲချင်တယ်ဆဲလို့ရတယ်နော်ဟုတ်ကျမရဲ့ဓာတ်ပုံကြီးထောင်ကြီးဆဲနေလည်းရတယ်ကျမကိုကဲ့ရင်နေလည်းရတယ်စကနာထိုးနေလည်းရတယ်ကျမဘာမှပြန်ပြောမှာမဟုတ်ဘူးနော်ဒါကြိုတင်ပြီးကျမပြောထားတာ เนาะบาพิ้นลุเลยสู่တော့ตีทวินเนี่ยมาณีเดตีดูเอาตัวปูပြီးတော့อเยจี้တယ်เนาะตีป่ามาณีเดလူอ่ะทมิ้นว่ะတယ်ยี้มาณีเดလူอ่ะลุกขละษาရှိတယ်ทมิ้นปုံมันซ้าနေရတယ်ตีทวินเนี่ยมาปี้ไล่ตွားไล่เนี่ยถั่วปี้နေရပြီးတော့ทมิ้นปုံมันမซ้าอ่ะဘူးไอ้กาวจีนပဲไอ้ยาဘူးအဲ့အတွက်ကိုကျမတို့ကပြည်သူရဲ့မျက်နှာကိုကြည့်ရမယ်လို့ပြောနေတာ။နော်ပြည်သူရဲ့မျက်နှာကိုကြည့်ရမယ်လို့ပြောနေတာ ဘသူ့ဘက်မှလည်းဘက်ပြောင်းလို့ပြောနေတာလည်းမဟုတ်ဘူး။နောက်ပြရလို့ရှိရင်အဲ့အပေါ်မှာတက်ပြီးတော့အလူခံအော်ဟေးတောင်ချန်ဆဲဆိုအဲ့ဟိုပြပတ်ထွက်ပြေးအဲ့လူတွေပဲအရင်ဆုံးအဲ့ပြည်တွင်းတော့အရင်ဆုံးဝင်သွားမှာ။နင်ကဘယ်လိုသိကြလဲဆိုမေးရှင်လှမ်းပါနော်။ပြန်လှမ်းထုတ်ပါနော်။ဟွန်းအဲ့လူတွေပဲဝင်သွားမှာအရင်ဆုံးပြည်တွင်းတော့အရင်ဆုံးငင်းငင်းရေးစကားပွဲဝိုင်းပွဲကိုသူတို့ပဲအရင်ဆုံးသွားမှာ။သူတို့တွေဝယ်ပြန်ခေါ်ပြီးသူတို့ကအရင်သွားမှာဒီမှာတော်လန်နေတော်လန်နေဆိုတော့အော်နေရဲ့လူတွေကဒုက္ခရောက်ပြီးကြံနေခဲ့မှာဒီနိုင်ငံတွေမှာဒီပြည်ပနိုင်ငံတွေမှာဒုက္ခရောက်ပြီးကြံနေခဲ့မှာ ဟုတ်ဆိုကဘာကြီးရကျမတို့နိုင်ငံကိုကဲ့ကြီးတော့မှာဘာလို့ဆိုတကဘာလုံးကငိမ့်ငိမ့်လုပ်ငန်းစဉ်ကိုပဲတွားပြီးဘယ်ဘယ်တကဘာလုံးကဘယ်သူဘယ်သူမှစိတ်တောက်မလို့လားဘူးဘယ်သူမှစိတ်တောက်မလို့လားဘူးတကဘာလုံးကရှိသမျှနိုင်ငံတွေအကုန်လုံးကလည်းအခုကတိုးတက်တက်တိုးတက်တက်ခက်ကိုရောက်နေပြီအရင်ခက်ကိုတောင်ရောက်နေပြီသူတို့နိုင်ငံစီးပွားတိုးတက်မှုလူမှုဖွံ့ဖြိုးတိုးတက်မှုတိုးတက်တက်တိုးတက်တဲ့နေရာကိုအလို့ရက်သွားနေကြတဲ့အချိန်မှာကျမတို့နိုင်ငံတိုက်ပွဲတွေပဲဖြစ်နေတာတိုက်ပွဲတွေဖြစ်ပြီးအဲ့မှာပဲတန်တရာလေးတာငတ်တက်ပြက်တဲ့တန်တရာမှာပဲလဲနေကြတာငတ်တက်ပြက်တဲ့တန်တရာမှာပဲလဲနေကြတာ အဲ့ဒီငတ်တဲ့တက်ငတ်တဲ့ငတ်တဲ့ပြက်တဲ့တန်တရားလေအဲ့အာနာလူတဲ့တန်တရားလေအဲ့တိုက်ပွဲတွေဖြစ်တဲ့တန်တရားလေတကမှဘာလို့ဘလို့ဘလို့ဘလို့ကျွန်မပြောတာပါလေအာတောမီလောင်တောကြောင့်လကမောင်းခတ်တရားတကဝင်ပြီးအခွင့်ရေးယူတာနော်အခုကျွန်မရေးထားတယ်ကျွန်မပြန်ကြည့်လိုက်အောင်ကျွန်မနေကရေးထားတယ်ပြောဩကျွန်မတို့ထမင်းနတ်မှန်နိုင်ပြည်ပမှာနေတဲ့လူတွေထမင်းနတ်မှန်တာကိုကိုကိုကြီးပဲဆွတ်ဆက်ပြီးအော်အမြင်နဲ့တော်လိုင်းရေးတော်လိုင်းရေးတိုက်ချတတ်ဆိုပြီးတော့နော် PDF ကိုပုံမှန်ပတ်စံပို့ပေးနေနိုင်ရတဲ့ထပြီးတော့အော်လို့မရဘူး နော်ပြည်ရင်းထဲမှာတကယ်ဒုက္ခရောက်ပြီးစပေးရှောင်နေအခုဒီမှာအိမ်အိုးရင်ပျက်စီးသွားတဲ့လူတွေကိုသူကလာတတ်မှကြောက်ဝါဒီသူကလာတတ်မှကြောက်ဝါအဲ့လိုမရတဲ့လူတွေခမင်းမနှမန်တော့ဟူဟူပြည်သူခမင်းနှမန်မမှန်တော့ဘူးပြည်သူခမင်းနှမန်မှုမရှိတော့ဘူးအဲ့လာတွေကိုကျမတို့ကဦးစားပေးပြီးတော့ကြည့်ရမယ်အဲ့တော့ငင်းငန်းကြီးလုပ်ငန်းစဉ်ကိုပဲသွားရလိမ့်မယ်ကျမပြောဘူးကကျမတို့တက်ချင်လို့လက်တက်ကျမအသက်ခံမယ်လို့ပြောဘူးကဒါကျမကျမဒါဒါကျမရဲ့ပြည်သူတွေကျမပြောနေတာနော်ကျမပြည်သူတွေကျမပြောနေတာနော်ပုံထောင်တိုင်းတန်တက်ကင်တိုင်းတော်လိုင်းရေးမဟုတ်ဘူးနော်ဘုံထောင်တနက်ကင်တိုင်းတော်လိုင်းရေးမဟုတ်ဘူး เนาะပြည်သူပဲနှစ်နာသွားတယ်ပြည်သူပဲနှစ်နာဝါတယ်เนาะအခုဒီဒီမိုကရေစီအခုဒီဒီအခုဒီရွေးကောက်ပွဲကိုမဲပေးမှကိုရမယ်เนาะဒီရွေးကောက်ပွဲပြီးမှကိုအဆင်ပြေမယ်ဒီရွေးကောက်ပွဲပြီးတော့မှပဲအဲ့ဒီဒီမိုကရေစီလမ်းကြောင်းပေါ်မှာအဲ့ရတအစိုးရရတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဒေါအောင်ဆန်းစုကြည်လည်းပြန်လွတ်လာနိုင်တယ်လို့မျိုးနော်ဒေါသကြီးလွတ်ဖို့တက်ကိုဘယ် UN ကိုတတ်လို့မရဘူးဘယ်နိုင်ငံမှာလိုက်អော်နေလို့ပါလဲမရဘူးနော်အဲ့တက်လာမဲ့အစိုးရရုပ်ောက်ဝက်ပြီးလို့တက်လာမဲ့ငါးနှစ်အစိုးရတက်တန်းမှာဒေါသကြီးလွတ်နိုင်ခြင်းရှိတယ်လို့မျိုး နော်ဘယ်လဲနော်မနိုင်ငံရေးအကျဉ်းသားတွေတကယ်တကယ်တော်တယ်တက်တဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသားတွေလွတ်မြောက်မယ်အဲ့ဒါတော့ကျွန်တော်တို့သိတယ်နော်တော့အပီပနိုင်ငံရေးသမားတွေအခုမြောက်ပေးနေပြီပြန်ဝင်มาနော်အဲ့ကြိုင်ပြန်ဝင်มาနော်ချင်းသိပြန်ဝင်တော့มาနော်အေးနော်အခုအမုန်းခံပြီးလုံနေတဲ့လူတွေဒုက္ခခတ်ပြီးကြံနေကြမှာနော်အဲ့လောက်ကျွန်တော်ပြောပြနေရနော်ကျွန်တော်ပြောပြနေတယ်သိချာသိချာသိချာအောင်ပြောပြနေရနော် ကိုကြီးပဲဟိုကိုထောက်ခံတဲ့ဘက်ကြီးပဲအမှန်ကြီးပဲလုပ်လို့မရဘူးကိုထောက်ခံတဲ့ဘက်ကြီးပဲကိုရွေးချယ်ပြီးတော့ဒါအမှန်ဒါအမှန်ဒါအမှန်လို့လုပ်မရဘူးကိုဘက်ဒီပဲစဉ်းစားဖို့လိုတယ်နော်ဘယ်ဟာအမှန်လဲဘယ်ဟာမှားနေလဲဘယ်ဟာတော့ဖြစ်တင်လဲဆိုတာနိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင်ဒါအကုန်လုံးကဇဝဲဝိုင်းမှဆိုပြောကြတာပဲလေကိုနိုင်ငံရေးဇဝဲဝိုင်းမှဆိုတူတင်ကိုတင်ချနေကြတာပြောနေကြတာပဲအေးအဲ့လိုမျိုးလေးတော့စဉ်းစားဖို့လိုတယ်အခုကျမမဲပေးခိုင်းကြီးတာကြက်ခိုင်ကြီးကိုမဲပေးခိုင်းကြီးတာလည်းမဟုတ်ဘူး အခုအရွေးခံမဲ့ပါတီထဲမှာ88မျိုးဆက် generation မျိုးဆက်ပါတယ်နော်အဲ့ကိုလည်းမဲထည့်ပေးလို့ရတယ်ပြည်သူကနော်နော်ဒေါ်သက်ကိုင်ပါတီဆိုထားတော့ကျွန်မသဘောမကျလို့ဒါမှဒါလည်းလူပုဂ္ဂိုလ်ကြီးရဲ့သူ့သဘောမကျတာမကျတာပဲဒီပါတီထဲမှာလည်းလူကောင်းတွေရှိနေရှိနေမယ်ချက်ခံရေးထဲမှာလည်းတချို့တော့ကလူကောင်းတွေပါရင်ပါနေမယ်ဦးသိန်းစိန်ဆိုလို့လုပ်လို့မလဲဒီညီမကြီးဖိုးတူတော့တော့သူကပဲလမ်းစခင်းသွားတာနော်ဥသိန်းစိန်တကယ်တကယ်ကောင်းပါတယ်အဲ့လားဥတည်ပါတယ်ရှစ်ဆက်ရင်ရှစ်ဆက်ချင်းမျိုးဆက်တွေနော်ကြိုက်တဲ့လူကောက်မေးကြည့်လိုက်ဥသိန်းစိန်ကောင်းလားမကောင်းလားဥသိန်းစိန်ဆိုရတဲ့ဆက်ကောင်းလားမကောင်းလားကိုမေးကြည့်လိုက် ချစ်စစ်နိုင်ငံရေးသမားပြီးပါနေပြီးတော့နိုင်ငံရေးဝင်သွားတာနဲတာမဟုတ်ဘူးဘာသာစုရေးစင်တာပိတ်ပိတ်တာအိနိုင်ငံရေးသမားတွေဝင်ဝင်ရအောင်ဆိုပြီးတော့တရားလည်းလေးလာကြပါနော်နောက်ပြတ်လို့ရှိရင်အဲ့မှာပေးပါတီပါလေးမေ့နေပြီရေးတယ်ဟာရှိစရှိရှိတယ်အဦးကုတ်ကိုကြီးပါတီရှိတယ်ဦးကုတ်ကိုကြီးဆိုလို့ရှိရင်နော်အသေးခံအချုပ်ထဲကြာအနေပေါင်းများစွာပြန်ထွက်ပြန်လို့ ဘာဖြစ်ဖြစ်နိုင်ငံရေးရေချိန်မှန်တဲ့တခြားပြန်ကြည့်လို့ချင်းဒီဒေါ်လာရင်းမှာသူမပါပေမဲ့နိုင်ငံရေးရေချိန်မှန်တယ်အာသူ့အုံနောက်ကတိနေလို့ဒီဒေါ်လာရင်းရှုံးဝင်ဆိုတာသူပိုချိုတိနေလို့ဟောသူတို့ရှိမှကြုံတွေ့ကြရကွာပြီဒေါ်သူဒီဖမ်းနေပြန်လွတ်တယ်ပြန်ယူရတယ်ပြန်သိမ်းတယ်အဲ့ကတည်းကသူကရိုးနေပြီလေဥက္ကိုကြီးတို့အုံနောက်တွေက short တွတ်နေဥမြအေးတို့ဘယ်အပြင်မှာထွက်ပြီးဒေါ်လာနေရတွေ့ရမထွက်ဘူးအဲ့တော့ညနေပါဒေချာလေးလာဖို့လိုတယ်အဲ့ထက်မှနိုင်ငံရေးသမားကြီးနိုင်ငံရေးရေချိန်မှန်တဲ့သူနိုင်ငံရေးသမားတော်တော်များများရှိနေရတယ်နော်ညီမကြီးတဲမှာအခုလက်ရှိကိုရှိနေနေတိုင်းနေရတာနော် အဲ့တော့ကျမတို့ကဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကိုသေချာစဉ်းစားပါဒီတိုင်းပဲဟိုဘက်ကတိုက်လိုက်နော်ဟိုဘက်ကနေတိုက်လိုက်ဟိုဘက်ကဒီလေးကိုလိုက်ဒီဘက်ကသွားချလိုက်အဟိုဘက်ကတိုက်ရဒီလေးကိုချက်ချက်ပါလား15နေပါလား15နေပါလား20နေပါလား40နေပါလားอืมจม้าတို့จม้าတို့ဘัวနဲ့ကိုချင်းစာပြီးပြောနေတာจม้าတို့ဘัวနဲ့ကိုချင်းစာပြီးပြောနေတာจม้าအဖေ290ဒေါ်လာရေးသမားအိုက်ထဲမှာပါခဲ့လို့จม้าတို့ပြောနေတာ88မှာလဲစီးစီးမှာပါတယ်จม้าမိတွေจม้าအမေအမจม้าတို့အမလို့ခေါ်တဲ့အညာလိုမျိုး နော်စတိတ်စတိတ်စတိတ်ကျမတို့တွေနော်ကျမတို့ဘဝတွေပြက်ကျမတို့ဒုက္ခတွေခံခဲ့ရလို့ပြောနေတာအခုကျမတို့လာဆဲမယ်ဆိုတော့ကျက်တဲ့လူလာဆဲကျမတို့လာဝေပါမယ်ဆိုတော့ကျက်တဲ့လူဝေပန်းအခုနိုင်ငံရေးလောက်တဲ့လူမှန်သမျှကိုကျမကောက်ပြီးတော့မေးလိုက်ပါနော်အခုနဲ့ကျမကောက်မေးလိုက်ပါဘာမေးမှာလဲတိလားငါတို့လိုမျိုးတော်လိုင်းရေးနိုင်ငံရေးလောက်တဲ့မိသားစုဘသူချွေးနေတာမှမစားဘူးဘူးဘသူသွေးနဲ့ချွေးနဲ့ရင်းထားတဲ့ဟာမှမစားဘူးဘသူအလူကန်သားမှမစားဘူးငါတို့ထမင်းငါတို့ရှာစားတယ်အဲ့ဒါနဲ့ပဲကျမကြိုက်ပောက်လိုက်မယ်နော်ပြောလိုက်ပါလာပြောရရင်လာရှင်းလာရှင်းရရင်လာရှင်း နော်ဘသူမှလည်းအနိုင်ကျင့်မိမိကိုယ်ယူစားတာဘသူတာသမီးကိုပါလည်းအုံးချရင်မစားထားဘူးနော်ဘသူပြည်သူဟာကိုလည်းလိန်စားထားညာစားမထားဘူးဘသူချွေးတာပါဘသူအလူကသားဖမ်းစားမထားဘူးကျမတို့တပိတာတို့တော်လိုင်းရောလည်းနိုင်ငံရေးလုပ်လာတာအဲ့တော့ကိုကျမစိန်ခေါ်ရဲရရလူကျမကိုလာပြောတကယ်လာတက်လဲအခမ်းမဲ့ကျပြောငင်းငင်းလေးလုပ်ငန်းတွေတွားကိုတွားရမယ်တွားကိုတွားရမယ်ကဘာကြီးကလည်းအတိမပြူမယ်အဲ့ကြလို့ရှိရင်နော်အာဆီယံလည်းအတိမပြူမယ်အကုန်လုံးအောင်ဖြစ်ထားတာ မပြိုင်ထပ်ပြောလိုက်အောင်ပါ2008အခြေခံဥပဒေစစ်တပ်ကကင်ထားတယ်2008အခြေခံဥပဒေနော်အဲ့ဒီ NUGC ကပြည်မှာ2008အခြေခံဥပဒေမရှိဘူးသူတို့အဖွဲ့မှာအခြေခံဥပဒေတည်ဆောင်တည်ဆောင်ထားတာမရှိဘူးအဲ့ကြောင့်မလို့ဘသူ့ကိုတော်လှန်နေတာလဲဘာအတွက်တော်လှန်နေတာလဲအဲ့ဒါကြောင့်မလို့မေးရတော့မယ်ဟုတ်တယ်နော်ကျွန်မပြောနေတာဘသူ့အတွက်တော်လှန်တာလဲဘာအတွက်တော်လှန်နေတာလဲကျွန်မပြောကျွန်မထပ်ပြောမယ် မှုတန်းဥပဒေကိုကျမတို့လည်းမကြိုက်ဘူးเนาะစစ်မှုတန်းဥပဒေကိုကျမတို့လည်းမကြိုက်ဘူးเนาะဘာဖြစ်လို့မကြိုက်တာလဲဆိုတော့ဒီစစ်မှုတန်းဥပဒေဆိုတာဟိုကိုရီးယားနိုင်ငံတို့ဒီမှာပြောလဲထိုင်းနိုင်ငံတို့ဆိုတာလေသူတို့ကဖိမျိုးလို့တက်ပြီးသားကွာဖိမျိုးလို့တက်ပြီးသားတရားဝပြောပြီးသားပြည်သူမှာစားတာတောက်စီရအပြည့်ဆိုတော့စစ်မှုတန်းတော့ရတယ်ဘာမှမဖြစ်ဘူးဒီကလေးတွေက နော်စစ်မှုတန်းတွားရလို့ရှိရင်လည်းဘာမှဖြစ်ဘူးကျမတို့နိုင်ငံကရောဒီအချိန်တည်းမှာစစ်မှုတန်းဆိုတာကိုထားလုပ်လိုက်တဲ့ခါကျတော့စားစရာမရှိတောက်စရာမရှိနေစရာမရှိအဲ့လိုမျိုးဘဝတွေပြောင်းနေကြရတဲ့စစ်မှုတန်းတွားရတယ်။တင်ရင်လည်းတင်မယ်၊ကျင်ရင်လည်းကျင်မယ်၊ကိုမြင်ရတာမဟုတ်ဘူး။ဟိုဘက်ကတိုက်တဲ့ PDF ကလည်းပြည်သူတွေကနေထဒေါ်လာနဲ့လူဒီဘက်ကတွားရတဲ့လူကလည်းစစ်မှုတန်းထမ်းတဲ့လူတွေကိုရှေ့ရနေပြီးပေးတယ်ချလာဆိုတော့ပြည်သူပြည်သူပြည်သူချင်းပေးတဲ့ခါတာမဟုတ်ဘူးလား။နောက်စစ်မှုတန်းဥပဒေညီလူတန်းလူညီမြတွားရင်လည်းအကြောင်းမဟုတ်ဘူး။စစ်မှုတန်းဥပဒေရက်ကွက်ထဲတအားစင်းရဲလူရွေးချယ်ပြီးလှုပ်ပြီးရိုက်နှက်ပြီးတတ်ဖြတ်ပြီးလှုပ်နေတာကြတော့အဲ့လားဘယ်လိုလုပ်မလဲ။ ဲ့လားကိုလည်းကျမတို့ကလက်မခံပါဘူးနောက်ပြီးကျမပြောပြလိုက်အောင်မနော်သူများနှစ်ခါသူများနိုင်ငံမှာသူများနိုင်ငံမှာဘယ်နှခါအာနာသိမ့်သိမ့်ပြည်သူထမင်းမငတ်ဘူးเนาะဘယ်အစိုးရတက်တဲ့ပြည်သူထောက်ပံ့ကြရတယ်เนาะအဲ့ဒါကြောင့်မို့ကျမတို့နိုင်ငံကိုမြန်မြန်ငြိမ်းချမ်းပြီးတော့ နော်ခရိုနီရေလှုပ်ရှားလို့တမျိုးတရားဝင်လေးလှမ်းနေတရားဝင်ချင်းငယ်တွေနော်အလောက်ပြည်သူပြည်သူမိသားစုတွေအကုန်လုံးတန်းတူအခွင့်ရေးတွေကျွန်တော်မြန်မြန်ရစေချင်နေပြီနော်ဒေါ်စုမှမဟုတ်ဘူးကျွန်တော်နိုင်ငံမှာဒေါ်စုတက်တော်တဲ့လူတွေအရေးချင်းရှိရတဲ့လူကျွန်တော်နိုင်ငံမှာအများကြီးရှိပါတယ်ဆိုတဲ့အကြောင်းကျွန်မဒီမှာညီကုန်းချုပ်လိုက်ပါတယ်ရှင်ကျွန်တော်နည်းနည်းလေးပြောလိုက်အောင်မသိလားကျွန်မရည်ကျင်တာပေါ့နော်အုံနောက်အသိဉာဏ်မရှိတဲ့လူတွေရဲ့အုံနောက်တွေချီအုံနောက်တွေနဲ့စကားအတွေးခေါ်တွေနော်သူတို့ဤလူတက်ကိုင်းသူတို့ဓမြကိုင်း သူတို့ရဲ့ဗရိန်ခိုင်းနော်ကျမအဲ့လိုပဲမြင်တော့တယ်ဒါပေမဲ့ကောင်းတဲ့ PDF တွေလည်းရှိတယ်ကောင်းတဲ့အဆင့်ရှိတဲ့ PDF တွေရှိတယ်ဒါပေမဲ့သူတို့ကမရောနော်တာဘူးနော်တကက်တော်လိုင်းသမားဆစ်ဆစ်တွေလည်းရှိတယ်အဲ့အဲ့ဒီသမားခိုင်းတခိုးခိုင်းဒီမရင်းခိုင်းနေရလေသူတို့နဲ့ဘက်မတူတော့ဘူးဆိုနည်းနည်းလေးယွင်းသွားရနဲ့သူတို့တွေကအမှန်မမြင်နိုင်တော့ဘူးအဲ့လူကစကားစားဘောမအားဗန်စစ်ခွေးဘောမအဲ့လာကွာသူတို့လမ်းကြောင်းမာနေရအဲ့လာကွာသူတို့လမ်းကြောင်းမာနေရနော် ကျွန်တော်ပြောပြရမယ်နိုင်ငံရေးရေချိန်မှန်တဲ့သူနဲ့တော်လိုင်းရေးမှာဖြူစင်တဲ့သူဆိုတာအဲ့ဒီပြည်တွင်းထဲမှာပဲရှိတယ် Miss to me face to face သွားနိုင်တဲ့လူတွေရှိတယ်အဲ့ထဲမှာထောင်ထဲမှာရှိမယ်နိုင်ငံရေးသမားအစ်စ်တွေတော့မှဝင်လိုက်လာဖမ်းလိုက်ဝင်ဝါလိုက်ပြန်ထွက်လိုက်အဲ့မှာကိုမြအေးတို့ဘယ်အောင်ထွက်ပြေးသလိုလဲဥကကိုကြီးတို့ဘယ်အောင်ထွက်ပြေးသလဲ88မျိုးဆက်တွေလက်ကြံကြံနေတဲ့ NLD ရရှိသေးတဲ့အဲ့ထဲမှာဘယ်အောင်မှထွက်မပြေးဘူးပြည်တွင်းထဲမှာပဲသူတို့ရင်ဆိုင်နေတယ် လာကိုကျမနိုင်ငံရေးရေချိန်မှန်နေလို့ပြောတာအလာစကားစဘောမားနေတာမဟုတ်ဘူးတက်တဲ့ချိန်လာဖိုင်းကြက်ခွေးငါကလေးလိုပဲပါသွားတာမထောင်ထဲမှာနော်ပြန်လွတ်လာပြန်ထွက်ပြန်လှုပ်တယ်အလာကိုကျမနိုင်ငံရေးရေချိန်မှန်နေလို့ပြောနေတာနော်အဲ့တခိုးတွေအဲ့တခိုးတွေဓမြတွေအဲ့ဒီမရင်းကောင်တွေလေး အုံနောက်တစားမှမရှိဘူးသိလားသူတို့နဲ့မတူသူတို့ဘက်ကိုလိုက်မကိုးခွဲလားသူတို့လိုက်ပြီးလိုက်ပြီးမမပေးတာနဲ့သူတို့မထောက်ခံတာအဲ့လူကစက္ကစဘောမစစ်ခွေးဘောမအဲ့လိုမျိုးပြောတာအေးငါကဒီနေရာနေပြောလိုက်မယ်နင်တို့တော်လိုင်းရဘယ်လောက်ဖြူစင်လဲနင်တို့နိုင်ငံရေးရောက်တာဘယ်လောက်ဖြူစင်မှုရှိလဲနော်မှတ်ကြောက်တင်ခံနိုင်မှတ်ကြောက်တင်ခံနိုင်ငါ့ကိုလာပြောငါတို့မိသားစုတွေမှတ်ကြောက်တင်ခံနိုင်လာပြောနော်စားထားတော့ပြည်သူရဲ့ချွေးနှဲစားနော်ကျင့်တော့ပြည်သူရဲ့ကလေးတွေကိုမရင်းကျင့်နဲ့ နော်အနိုင်ကျင့်တော့ပြည်သူစကြေးကောက်ပြီးတော့အနိုင်ကျင့်တယ်အကုန်လုံးသိတယ်မသိကြအောင်စောင်းနေတာနော်ဘယ်သူကနိုင်ငံရေးသမားအစ်စ်လဲဘယ်သူကတော်လိုင်းရေးသမားအစ်စ်လဲဘယ်သူကညင်ညမ်းလဲဘယ်သူကမညင်ညမ်းလဲဆိုတော့ငါရွေးချုပ်လို့ငါတခိုးနေတယ်ငါကြောက်ဘူးဝိုးရငါရှောင်လိုက်တာပဲရှိတယ်နော်ငါဝိုးဝေးရရှောင်လိုက်တာပဲရှိတယ်တော်တော်ကြောက်ဖို့ကလည်းတခိုးအတိုင်းဝိုင်းဓမြအတိုင်းဝိုင်းဗရိုင်းအတိုင်းဝိုင်းအဲ့လိုပဲတတ်မှတ်တော်တယ်ညီတို့တွေကိုနောက်တစ်ခုထပ်ပြောမယ်နောက်တစ်ခုနောက်တစ်ခုထပ်ပြောမယ်နောက်တစ်ခုထပ်ပြောမယ်အခုဒီ9နှစ်အတွင်းမှာ ထိုင်းနိုင်ငံမှာနေနေတဲ့ပြည်သူအဲ့ NUG အစိုးရကာကွယ်မှုပေးလားအခုထောက်ဖို့လုပ်နေတဲ့អော်နေတဲ့လူတွေကာကွယ်မှုအပြည်သူအပြည့်ဝပေးနိုင်လားပတ်စပို့ဗီဇာအမှအစအလုပ်ကံရအမှစကာကွယ်မှုပေးနိုင်လားမလေးရှားနိုင်ငံမှာနေတဲ့ပြည်သူရောကာကွယ်မှုပေးနိုင်လားဟိုကိုရီးယားမှာဆိုတဲ့အလူခံဌာနရှိတယ်ကိုရီးယားမှာရောတပြည်သူကာကွယ်မှုအပြည့်ပေးနိုင်သလားဩစတြေးလျဩစတြေးလျမှာရှိတဲ့ပြည်သူရောကာကွယ်မှုအပြည့်အပြည့်ပေးနိုင်လားကျန်အောင်မစင်းစားနဲ့ဒီထိုင်းနိုင်ငံအိန္ဒိယနိုင်ငံကိုပဲစင်းစား ပြည်သူတွေလုံနေတဲ့ပတ်စပို့နဲ့ဗီဇာကိုအရင်တို့တော်လိုင်းရေးအစိုးရဘာတွေလုတ်ပေးနိုင်တယ်လဲ။ဟမ်။ဘာတွေလုတ်ပေးနိုင်တယ်လဲ။အဲ့ဒီခုပဲငါမေးလိုက်ပြီ